ဒီမှာကျွန်တော်တို့ကြိုးချီလာတာတဝဲနီနီတော့တော့ရောက်နေပြီပေါ့နော်ဒီကကြိုးချီနီတော့ကြောတော့တိတ်တော့မလူအိုက်ဘူးဗျာဒါပေမဲ့သူကကြိုးချီတော့ကြာတယ်ယူယူဒီတိုင်း short two short two ရတဲ့ဟာလေးကကြောတော့မြန်တယ်ပေါ့နော်ဒီကကြောတော့ကျွန်တော်တို့ဒီမှာဂျိတ်ဆွဲရတာ ਨੇ အဲ့တော့နည်းနည်းတော့ကြာတယ်ကြီးလို့ရှိရင်တော့လည်းနည်းနည်းလာတယ် ဘာများဖြစ်လို့ဆိုရင်ကျွန်တော်ဒီမှာတစားဖြီးဖြီးဒီအောင်ဆွဲလိုက်တာနဲ့တောက်ဆောက်တော်တော်တော်အကုန်လုံးအော်တိုတစည်းသူကပြုတ်တယ်ပေါ့နော်အဲ့လိုမျိုးကျိုးချီတာတော့နည်းနည်းလေးအချိန်ပေးရတယ်ပေါ့နော်အဲကျွန်တော်ဒီမှာဆွေးနေပဲဝါချမ်းလေးတွေကိုရတလအသေးချာလေးလဲကွာရဲ့ဆလုံးမြောင်းတွေထဲမှာထက်ထက်ထားတာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ကတမြောင်းကြော်ပဲယူပါခင်ဗျာနော်ကာဝိုင်းရင်လည်းစိတ်သွားပြီးကြီးမလာတလို့ မြောက်တအားကျဲသွားရယ်နှမြောင်းချသွားရယ်လို့သူကကြိုးချပြီးလို့ရှိရင်အကွက်စိတ်လေးတွေမလောက်ဘူးပေါ့နော်ဒီမှာကြည်လိုက်လို့ရှိရင်သူကဘောလုံးချစ်ချစ်ခတ်ကလေးတွေပေါ့နော်ဒီလိုလေးဒီလိုလေးဟိုဘက်သွားတယ်အဲ့လိုမျိုးတွေပေါ့ဒါကျွန်တော်တို့ဓာတ်လေးကို short ထဲမှာဟိုရှိုဒီရှိုပေါ့ဗျာနော်အင်း ုတ်ကဲ့ဒါဆိုရင်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြိုးချီလာတာပြီးတလောက်တော့ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီဟုတ်ပဲချမ်းမှာနောက်ထပ်ဒီမဲကျူးမီအဝင်ဘက်ကအာကွန်နက်ရှင်လေးနည်းနည်းကျွန်တော်တို့ကြိုးချီပြပြလို့ရှိရင်အဲကြိုးစစ်သွင်းနေပြပြလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုဒီအနားမှာဖြစ်ပါတယ်ခင်ဗျာနော်လောလောဆယ်မှာကြတော့ကျွန်တော်တို့ကဒီမှာအဲတချို့မတိသေးတဲ့သူများအတွေ့အကြုံရအောင်ကျွန်တော်တို့ကဒီကြိုးချီရဲ့စနစ်လေးကိုအနှံ့ငယ်လေး ဗီဒီယိုဖိုင်လေးနဲ့ပြသွားတာဖြစ်ပါတယ်ခင်ဗျာနော်ဓာကြီးဓာကြီးပဲဆိုလဲကြီးစုတဲ့သူများလဲရိုးနေရိုးနေလောက်ပြီပေါ့ဒါပေမဲ့ကျွန်တော်တို့ကနောက်ထပ်အသိအသိဝင်လာတဲ့ဝန္တာလူညီကိုများတွေ့ညီနိုင်ကောင်းအောင်ကျွန်တော်တို့ဒါလေးကိုပဲပြန်ပြသွားတာဖြစ်ပါတယ်အဲ့ဒါမျိုးလဲတောင်းမယ်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ရဲ့အောက်မှာလည်းပဲအောက်ပြတဲ့အနေနဲ့ဒီ comment လေးတွေအဲကျွန်တော်တို့ကျေးဇူးတင်စကားတွေ မိတ်ဆွေစကားတွေလူအပ်ချစ်လေးတွေမင်းများယူလို့လဲရပါတယ်ခင်ဗျာနော်ครับครับ မှာကျိုးလေးကိုအဆုတ်တန်းနဲ့အနေထားပေါ့ဗျာနော်အလေးရာတော့တိတ်ပြီးတော့လပ်ပါရဲလို့တော့မရှိပါဘူးပဲဗျာအတားနိုင်ဆုံးတော့ကျွန်တော်တို့ကောင်းအောင်ပြုလုပ်ပေးရမှာပေါ့ဗျာနော်ဟောကျွန်တော်တို့ကျိုးချတယ်လက်စတတ်တယ်ပေါ့နော်အာလာကျိုးဆွဲတာပြန်သွားပါပြီနော်โอเคရတော့ရသွားပါပြီ မှာကျွန်တော်တို့ဒီကကာဗနာတွေ့သွားမယ်ကျူးပေါ့နော်ဒါကျွန်တော်တို့အတွင်းကိုပြန်ခောက်ထားလိုက်ကျွန်တော်တို့ဒီမှာအာ point ကိုဒီကပြပါခင်ဗျာ point ကိုကျွန်တော်တို့ဒီကောင်းမြင်တာအောင်ကျွန်တော်တို့ကနည်းနည်းလေးညှိသွားမယ်ပေါ့နော်အဲဒါဝိုင်းသွားအောင်ကျွန်တော်တို့ဝိုင်းသွားအောင်ပြုလုပ်ပြီးွားလို့ရှိရကျွန်တော်ဒီအနောက် ကဟာလေးတွေကိုကျွန်တော်တို့နည်းနည်းနည်းငွေယူနဲ့လောက်အောင်ပေါ့နော်ကြီးလိုက်ရင်လည်းကျွန်တော်တို့ကဝိုင်းနေအောင်နည်းနည်းလေးပေါ့ရောင်ဤပေါ့ဗျာဒါကတော့ကျိုးချီတဲ့ original ပုံစံရဲ့စင်တူယူမလေးပေါ့ဗျာပြီးတော့ကျွန်တော်ဒီဘက်ကိုမောက်ချပါပြီးရင်ကျွန်တော်ဒီမှာနည်းလေးကြီးမယ်ဒါကကြတော့ running coin ကျွန်တော်တို့ဒီမှာကကြတော့ဘာမှပြုလို့ရမလို့ဒီဟာနှစ်ပင်အစိုးစား running coin နှစ်ပင် အဆောက်အစကျွန်တော်တို့ထွက်သွားလိုက်ရုံပဲနော်ဒီမှာလည်းပဲ star coin ဒီအပေါ်မှာပဲကျွန်တော်တို့ကပြန်ပြီးတော့ corner ကိုသူကအနောက်မှာပေါင်းမှာဖြစ်တယ်ဒါကြီးအဝဲထွက်မိပိုင်းလေးတွေပေါ့နော်အဲကျွန်တော်ဒီမှာ coin လေးကိုနည်းနည်းလေးပြန်ညှိမယ်ပေါ့ဗျာအနောက်ကဟာလေးတွေကိုပြန်ပြီးတော့နည်းနည်းလေးအရှိက coin နဲ့နည်းနည်းလေးညညာမှုဒီမျိုးစီအောင်ပေါ့နော်အခုဒါဆိုရင်ဒါနှိပ်ကြနေတယ်ပေါ့နော်ဒါမြင်နေတယ်ဒါကိုကျွန်တော်တို့ကကြီးကောင်းအောင်အနောက်ကနေကလော်ဒန်လေးနဲ့ နည်းနည်းလေးပြန်ကလော်တင်မယ်ဒီမှာဝမ်ချမ်းလေးတွေထည့်ထားတယ်ကျွန်တော်တို့ AC ပေါ့ဗျာနော်ကွိုင်းရဲ့အရှိကိုပြန်ပြုတ်လာဖို့မရှိဘူးပေါ့ဗျာဆိုတော့ဒီအနောက်ကကွိုင်းလေးတွေကိုကျွန်တော်တို့ကနည်းနည်းလေးကျွန်တော်ကအရင်မော်တာကွိုင်းပိုက်ပြီးတော့ねကျွန်တော်ကချိုးချထားတယ်ဒီမှာမြင့်နေတယ်ဆိုရင်ကျွန်တော်ကဒါလေးကိုနည်းနည်းရိုက်ညှိလိုက်ဆိုရှင်ဒါသူတပြေးတည်းညှိသွားမယ်ပေါ့နော်အဲနောက်ကြောက်ဟာလေးကိုကျွန်တော်တို့အသားလေးကလော်တွေကြီးမယ် ကလော်ရီကြီးမယ်ပေါ့နော်ဟုတ်ပြီမာကလော်ရဲ့နေရာမှာကျွန်တော်တို့ကဒီဝါယာကျိုးလေးတွေကိုတွတ်ထိပြီးတော့ဒီပြပြပြီးလို့ဆိုရင်ဒီဝါယာကျိုးကဒီအထက်ကတန်အိမ်နဲ့သွားမပေါ်နေအောင်တော့နည်းနည်းလေးတည်ထားရပါတယ်နော်ဇကာတည်းကျွန်တော်ဖြစ်တန့်လို့ကြိုပြောတာပါနော်ဟုတ်ဒါကျွန်တော်ကကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်မြောက်ဝေတာပေါ့နော်ဒီအရှိကစတာကွိုင်းကိုကျွန်တော်ညီအောင်နည်းနည်းရိုက်ပေါ့ဗျာ ်ပြီးွားရင်လည်းအလုံးကိုရိုက်လဲတမျိုးတညာတဲ့ဖြစ်အောင်လည်းရိုက်လို့ရတယ်โอเคမောင်ရောနဲ့လေးရိုက်လို့ရတယ်ကျွန်တော်ကြီကောင်းမြင်တာပေါ့နော်ဘယ်လိုမျိုးပဲဖြစ်ဖြစ်ညှိလိုက်တဲ့အခါမှာကိုမြင့်စီနဲ့ကြည်လိုက်လို့အဆင်ပြေနေဖို့လိုတယ်ပေါ့နော်အဲဒါသူများကြိုက်တာမကြိုက်တာတော့ခဏဘေးထားလိုက်အောင်တော်တော်ဆယ်မှာကိုလှုပ်လိုက်တဲ့ ကိုယ့်ရဲ့ဒီ꽌ပတ်တဲ့အနုပညာလင်းရလေးကိုမျက်စိထဲမှာလာနေရတော့စင်ပြီးပေါ့သူများရဲ့မျက်စိမှာကြတော့သူများရဲ့ style ကတမျိုးဆိုတော့လေသူကလည်းပဲဟာ꽌ကြီးဘလူးပန်းထားတယ်လင်းနဲ့ပန်းလားခြေနဲ့ပန်းလားလမင်းပဲပေါ့နော်ဒါကျွန်တော်တို့ကလုံလိုက်တယ်ဆိုတာကတော့ကျွန်တော်ကကြတော့အဲကျွန်တော်တို့မိမိရဲ့မျက်စိထဲမှာကြီးကောင်းတော့ဘယ်ဘူးမဆိုဘဲကျွန်တော်တို့ကဒီအကောင်းဆုံးဖြစ်အောင်ပဲစူးစမ်းထားတယ်ပေါ့နော်အဲဝေဖန်တိုက်ခိုက်မဲ့သူတွေကတော့ အနေနဲ့အများကတော့ရှိနေပြီးသားပေါ့ဗျာเนาะဒါတွေကိုယူဆိုင်နေမယ်ဆိုကျွန်တော်တို့ကလည်းအခက်ခဲတစ်ခုတစ်စုပ်တစ်ယောက်ကိုကြော်လွှားဖို့ဆိုတာတိတ်မဖြစ်နိုင်ဘူးပေါ့ဗျာဒါပေမဲ့ကိုမတူကောင်းကောင်းမကောင်းကောင်းကိုကတော့ကောင်းအောင်အရင်ဆုံးနေနေရမယ်ဆိုတော့ခန္ဓာကိုယ်ရဲ့အကျင့်လူရဲ့ကျင့်စရိုက်မှလည်းပဲဘသူတွေရှိုးနေပါစေကိုကပဲကောင်းအောင်အရင်ကျင့်နေရမယ်ဆိုတော့ဒီမှာလည်းပဲဘသူတွေကြည့်လို့ရုပ်ရှိုးနေပါစေကိုကောင်းနေအောင်ကိုမြင်သာအောင်အရင်တော့ပြုလုပ်ရမှာဖြစ်ပါတယ်နော် โอเคပါโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ꽌ကိုနည်းနည်းလေးအစိကိုပြပြီး color light တော့เนาะအဲ့ပြီးမှကျွန်တော်ကဒီဂျာကန်စိတ်ကူလေးညီးပြီးကမှပဲကျွန်တော်တို့ကထည့်ပြီးမှပဲ꽌ကိုပြန်ညှိမယ်လဲပြန်ညှိမယ်ပေါ့ဗျာဟာโอเคဂျာကန်လေးနည်းနည်းခွာမယ်ခွာမယ် โอเคဒါမှလည်းပဲကျွန်တော်တို့ကဒီဟာလေးကိုထည့်လို့ရမှာပေါ့နော်အဲ့ဒါကျွန်တော်တို့က၄ခုလောက်ဒီမှာ၄ပိုးဆိုတော့ကျွန်တော်၄ခုလောက်တော့ဖြန့်လိုက်မယ်အဲအစောနာလိုမျိုးကျွန်တော်တို့ကစက်ကူထည့်ပြီးမှမညံ့ချင်ရင်တော့ကျွန်တော်တို့ကဟုတ်ดิครับဟုတ်ပြီဒီမှာဆိုလဲကျွန်တော်တို့ကဒီဂျာကန်စက်ကူလေးတွေကျွန်တော်တို့နည်းနည်းလေးလက်ပြီးတော့ထည့်မယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ထည့်ချပြီး အကယ်၍ကျွန်တော်တို့ကဒီထက်ပြီးမှမညှိချင်ကျွန်တော်တို့ကစစ်ကူကိုအကုန်လုံးကိုကျွန်တော်တို့ကကျွန်တော်ကတော့အဲ့လိုလေးပေါ့နော်ဒဏ်ကမန်းပေါ့နော်ရန်တန်းပြီးတော့အဲဒီမှာအလုပ်ကိုညီလိုက်တယ်ပေါ့နော်အောက်တချမ်းကိုညီလိုက်ပြီးလို့ရှိရင်ဒီနေရာကိုကျွန်တော်တို့နည်းနည်းလေးဝိုင်းလိုက်ပေါ့ဗျာဒီလိုလေးအဲဝိုင်းလိုက်နည်းနည်းပါပါဒါဆိုရင်ကျွန်တော်တို့ကအတွင်းရမှဖျက်နေကြမလို့ပြီအဲခမ်းမန်းပြီးတော့ပေါ့နော်โอเคရပြီအဲ့လောက်ရပြီအများကြီးမလို့ဘူး ပြီးွားရကျွန်တော်တို့ကဒီမှာ star coin ဆိုလဲ star coin ဒါကျွန်တော်တို့ကလောလောဆယ်ပေါ့နော်အစီပိုင်းမှာကျွန်တော်တို့ဒီဘူကန်စစ်ကူလေးအထက်ခင်မှာကျွန်တော်တို့ဒီလိုလေးတိုင်းပြီးလို့ရှိရင်ဒီဘက်ကိုလာလိုက်မယ်နော်ဒီလိုလေးတိုင်းပြီးလို့ဆိုရင်ကျွန်တော်တို့အဲဒီမှာမိုင်လိုလေးထည့်ထားလိုက်မယ်ချစ်အဲပြီးရင်ကျွန်တော်တို့ဒီမှာအရင်အထိပေါ့နော်ဒီ coin ရဲ့အရင်အထိ ိခပိုင်ကိုဝင်လိုက်အဲဒါဆိုရင်ကျွန်တော်တို့ကစက်ကုထဲပြီးမှတခါပြန်ကလော်နေရမယ်လေနော်ဒါကြောင့်မလို့ကျွန်တော်တို့ကတခါတယ်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဂျာကန်စက်ကုလေးကိုရတလောက်အောက်ကိုဆင်းအောင်နှိပ်ချအစင်ကယ်လို့မဆင်းဘူးဆိုရင်အတွင်းကိုပြန်ဆိုးအဲမှာဘာနဲ့ခံနေလဲအဲကျွန်တော်တို့ကအာကျွန်တော်တို့အုတ်ဆလော့ဘိုင်းမှာနောက်ဆိုရင်ကျွန်တော်တို့ကဒီအုတ်ဆလော့ထည့်လို့ရှိရင်ကျွန်တော်တို့ကအတွင်းမှာပေါ့နော်ဒီ coin ထည့်ရှင်နေအောင်ထည့်ရင်ဟိုကောင်းမယ်ကျွန်တော်အခုမြင်မှာပေါ့လေ အာ quiet စီနေလို့ရှိရင်ကျွန်တော်တို့ဒါသူနဲ့ထက်ချလို့ရှိရင်ဒီစစ်ကူနဲ့ကျွန်တော်တို့မတိုက်နိုင်ဘူးပေါ့နော်အခုဆိုရင်အမှားနည်းနည်းထောင်းနေတယ်ဒီမှာမြစ်တင့်နေတယ်လို့ဖြစ်နေတယ်ပေါ့နော်ဒါကိုတခါတည်းပြဖြုတ်ပြီးရင်ကျွန်တော်ကမြစ်တင့်နေတဲ့နေရာကိုညပြင်းလိုက်မြင်းနေတဲ့ထဲတဲ့နေရာကိုညပြင်းလိုက်ပြီးတော့ပြန်ထက်ချလိုက်ရတလောက်တော့နှိတ်ချပေါ့နော်ဒီဒီဘက်ကိုပြန်လိုက်မယ်ဒီမှာကျွန်တော်တို့ရိုက်လို့မရသေးဘူးဒီကကျွန်တော်တို့ဒီမှာ လက်ရှိထဲဖို့ကြံနေသေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်အတွင်းကိုကျွန်တော်တို့ကတေချာလေးရှင်းပေါ့နော်အောင်အရင်နောက်ထိထက်နိုင်လေကောင်းလေပေါ့ဒါဆိုရင်ကျွန်တော်တို့ကရေစီတုံးတဲ့ခေါင်းပါဆိုရင်ဒီ start coin နဲ့ running coin နဲ့အဲ short မကြအောင်ပေါ့နော်တကယ်လို့ तू က short ဖြစ်သွားလို့ရှိရင်ဒါရုပ်အားမရတော့ဘူးပေါ့နော် motor မလဲဘူးအစပိုင်းမှာအဲ start နဲ့ run နဲ့မကွဲတဲ့အတွက်ဒါဆိုရင်ကျွန်တော်တို့ဒီတကွိုင်ကိုတော့ကျွန်တော်တို့က စက်ကူကိုနှိပ်ပြီးလို့ရှိရင်ရိုက်သွင်းလို့ရပြီစီနေရထင်ရင်နည်းနည်းလေးပြပြပြပေါ့နော်ဒါဆိုရင်ကျွန်တော်ကစက်ကူထည့်ပြီးရင်ကျွန်တော်တို့တိတန်သူ့ကိုတကူတကပြပြနေကြမလို့ပြီပေါ့နော်အဲပြီးွားကျွန်တော်တပည့်ကိုလှက်ဒီလိုလဲပြီးဒီ꽌ကိုကျွန်တော်တို့အနောက်ကိုကန့်အောင်ဆုံးမလို့ရပြီဒါဆိုရင်ရိုက်တဲ့အခါမှာကျွန်တော်ကစက်ကူကိုတင်းလာတဲ့ဟာကိုပြန်ပြီးတော့ညှိချပေးဒါမှလည်းပဲကျွန်တော်တို့အဲအပေါ်ကိုတအားမတင်းလာလို့ရှိရင်အောက်မှာ ကုန်လုံးကိုကျွန်တော်တို့အနည်းနဲ့အများတန်းနိုင်စုကောက်ွယ်ပေါ့နော်ဒါပေမဲ့ तू ကထက်လိုက်တဲ့စိတ်ကူကအလုံးစုံကောက်ွယ်လောက်ဆိုတော့မဟုတ်ပါရဘူးနော်နည်းနည်းပပတော့သွားချိနေမယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတရားရခိုင်နှုံးလုံးသွားပြီးတော့အဲဆော့ဖြင့်ကြနိုင်တဲ့အနေထားကိုမရရှိလေအောင်ဒါမှ तू ကနည်းနည်းပပအဲဆော့ဖြင့်မဲ့နေရာကိုပတ်စင်းလေးပြန်ဆော့ပေးတယ်ပေါ့နော်ဟင်းအဲ့လိုမျိုးကျွန်တော်တို့နောက်ပိုင်းမှာအုတ်စလော့ကိုဒီ क्वाइन နဲ့ လေးခုစီလေးခုလောက်စီဒီလောက်ထိရအောင်ကျွန်တော်စီထည့်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီကအပေါ်ကနေပြီးတော့ဂျာခန်စစ်ကူလေးပြန်ထည့်လို့ရှိရင်သူကနှစ်ထပ်ကွမ်းကောက်ွယ်မှုကိုရရှိမယ်လို့ကျွန်တော်ယုံကြည်ထားတယ်ပေါ့နော်အခုဒီမှာကျွန်တော်ဟိုမင်းရောက်ဒီမင်းရောက်တဝဲလောက်ပဲခံထားတဲ့ခါကျတော့ဒီမှာထည့်လိုက်ရင်တော့နည်းနည်းတော့ကောက်ွယ်ကောင်းကောက်ွယ်နေပြီမဲ့တရားရာဂိုင်းလုံးလုံးမရဘူးလို့စိတ်ထဲမှာသင်္ကေတရသွားတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့နည်းနည်းလေး ပြန်ပြီးတော့ရိုက်ချတင်လာတဲ့စစ်ကြီးကိုကျွန်တော်တို့ပြန်နှိပ်ချမယ်ဟုတ်ပြီနော်အလိုလေးလေးပြီးတော့ပါမယ်ပြီးသွားရင်ဒီမှာကြားမှာညနေတာတော့ဒီတပင်းပဲစီးတဲ့တဲ့သူ့ကိုကျွန်တော်အပူခန်းပိုင်းလုံးလေးအရင်ထပ်ပေးလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုဒီကဒီဘက်ကိုလာလိုက်လဲရတယ်မျိုးလာရင်ဒီမှာကျွန်တော်တို့ကနံပါတ်နှင်းနဲ့ထည့်မယ်ပေါ့နော်သူကတုတ်ပင်ဝါကျိုးတုတ်ပင်ဖြစ်နေတယ်ဝါကျိုးမှာသူ original မှာကြာတော့ကျွန်တော်တို့အာဝါကျိုး သူ့ရဲ့ original မှာပေါ့နော် original တော့မဟုတ်ဘူးသူများတွေပြန်ပတ်တော့ပြီးပြီအဲ့မှာကျွန်တော်23ပင်ဒါကျွန်တော်တို့ကဒီမှာ23ပင်မရှိတဲ့အတွက်20တပင်ရယ်19ခွဲတပင်20ခွဲတပင်20ကအခွဲကိုကျွန်တော်တို့က0.5လေးကိုကျွန်တော်တို့ယူထုတ်လိုက်တယ်။အောင်ရဓာတ်မှ9ကိုယူထုတ်ပြီးရင်အဲဟိုဘက်ကိုပို့တော့20ခွဲဖြစ်သွားတယ်။20ခွဲမှာကျွန်တော်နှုတ်ထုတ်လိုက်တဲ့အခါကျတော့သူက19ခွဲပြန်ကျသွားပါတယ်နော်။ငါမှုပူငါမှုရော့အဲ့လိုလေးပဲပေါ့နော်။ငါမှုရဲ့လို့တော့မဟုတ်ဘူးပေါ့ဗျာ။ဒါပေမဲ့ စကားပြောလို့ရှိရင်အဆင်ပြေနားထောင်ကောင်းအောင်ဒီလိုလေးပဲပြောလိုက်တာဖြစ်ပါတယ်နော်ဒါဒီလိုဝိုက်လဲရတယ်ဒီလိုဝိုက်ရတော့ boss မိခံပိုင်နေနေကုန်သွားမှာဒီမှာကျွန်တော်ကဒီလောက်ပဲတအားကြီးလဲဝိုက်နေတယ်မလို့ရပြီအဲ့လောက်ပဲရပြီနော်ဒီကကျွန်တော်တို့ရေးစီအတုပ်ပြရမယ်အဲနော်ဒါပဲဖြစ်ဖြစ်သူကမိဝင်ပြီးတာပါပဲနော် โอเคဒီမှာရပြီဒီကောင်လည်းပဲကျွန်တော်ကဒီဘက်ကိုပဲလာလိုက်တော့မယ်ဆိုတော့နည်းနည်းလေးပဲပိုင်လို့လေးနည်းနည်းလေးပဲထည့်ရမယ်အတူအစတွေကောက်ထည့်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုဒီမှာခဏရန်နောက်မယ်ပေါ့ဗျာခဲဆိုတာတွေဘာတရားကြာတော့ဟိုဟာမဖြစ်တော့ဘူးအာ73မိနစ်ရသေးတယ်လမီနဲ့လောက်တော့ရသေးတယ်ကျွန်တော်တို့ဒီကောင်ကိုကြီးချင်မယ်ပေါ့နော်ဒီအဖျားလေးပူနေတာကိုကျွန်တော်တို့ဖြတ်မယ်ဖြတ်ပြီးရင်ကျွန်တော်ဒီမှာ ဒီနားလားတို့ရှင်းနေလို့ရှိရင်ကျွန်တော်တို့ကဒီလိုလေးပြန်ပြီးတော့အနောက်ကိုပိုးလဲရတယ်နော်ကျွန်တော်တို့ဒီ style လေးပဲတော့ရကျွန်တော်မော်တော်လေးကိုတို့လေးခောက်နေတော်လေးတွေးရမယ်ဒီနားလေးမှာကျွန်တော်တို့တို့ကတို့လေး quality လေးတွေလောက်ထားတယ်ပေါ့နော် quality လောက်လဲရတယ်ဘာမှမဖြစ်ဘူးဒီကောင်လေး quality ဒီကောင်လေး quality လောက်လဲရဒီကောင်ကဒီဘက်ကိုပို့မယ်ဟိုကောင်ကဟိုဘက်ကိုသွားမယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီတော့ကရောက် e style လေးရမယ်ပေါ့ဗျာအဲဒီကောင်ကနည်းနည်းဆင်နေတဲ့တော်နည်းနည်းဖြုတ်ပြန်ပြန် ထားတို့ချက်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကြိုးစစ်ဖို့အတွက်ကိုဒီဝိုင်ယာမှာစီးတဲ့ကျွန်တော်တို့ကဝက်နစ်လေးတွေကိုချစ်ပေးရပါတယ်နော်ချစ်တဲ့အခါမှာကျွန်တော်တို့ကဒီအဲ့ဒါ60ပတ်ပတ်လဲပေါ့နော်သူရဲ့ဝိုင်ယာရဲ့အလုပ်ပိုင်းအတိုင်းကိုကျွန်တော်တို့ကချစ်ထုတ်သွားရမှာဖြစ်ပါတယ်ဒီလိုလေးပေါ့နော်အဲဒီဝိုင်ယာမှာကျွန်တော်တို့ကအနီရောင်လေးမကြံစင်နဲ့ဒီမှာအပင်ကြီးတဲ့ခါကျတော့ကျွန်တော်တို့ကအားဆိုင်ပြီးတော့ သူ့ကိုချစ်လို့ရတယ်ပေါ့နော်ဒါဆိုမကျိုးပေါ့အပင်ငယ်တဲ့ဟာကိုကျွန်တော်ကတအားဖိဆွဲလိုက်လို့ရှိရင်ကျွန်တော်ခဲဆော်လို့ဒီလိုဝါယာလေးလိမ့်လိုက်တဲ့ခါကြားလို့ရှိရင်သူကဝါယာအနေမှာပဲကျိုးတာတို့ပြတ်တာတို့ဖြစ်သွားတတ်ပါတယ်နော်အဲလိုမျိုးလေးရှိပါတယ်အဲဒီမှာဆိုရင်တုံးပင်ဘူးဒါဆိုရင်ကျွန်တော်တပင်စီသွားမယ်ဒီမှာတုံးပင်ဘူးမှာကျွန်တော်တို့ကဒီ16ခွဲရ20ခွဲရဝါယာနံပါတ်20ရတုံးပင်ကင်ထားပါတယ်သူရဲ့ origin နဲ့ကြတော့စွမ်းနာပြောသလိုပဲဝါယာကျိုး SWG wire juice site 23ပင်ဖြစ်ပါတယ်ခင်ဗျာနော်ဟိုဒီမှာကျွန်တော်တို့20ကနှစ်ပင်ပဲရှိတယ်ဒါဆိုကျွန်တော်တို့ကဒီ22ပင်ဦးလိုက်ကျွန်တော်တို့ကတပင်ခိုင်လေးဖြစ်အောင်ပြုလုပ်လို့လည်းရပါသေးတယ်နော်ဒါလေးကိုလည်းကျွန်တော်တို့ကနောက်မှပြန်လည်းမြှောက်ဝေမယ်အဲ့ဒါမြှောက်ဝေမယ်မြှောက်ဝေမယ်နဲ့ဒီတစ်ခါမှလည်းမလုပ်ဖြစ်သေးပါဘူးခင်ဗျာနော်ဒါလည်းပဲကျွန်တော်တို့ကဒီကျွန်တော်တို့ ਨੇ လှုပ်ဖို့ကြိုက်ပဲဖြစ်တယ်ကျွန်တော်တို့ကုချောမင်းလာအဲတဝဲသား तू ကနေပြီးတော့ကျွန်တော်တို့ကို तू ကចောင်းတဲ့ဘာညာတာရကာပြီးထားတဲ့ခါကျတော့ तू က အဲ့ဒီ MPR တွေ့တာတွေဘာတွေ तू ကစာပေနဲ့ရတဲ့သူတရားဆိုတော့ तू ကဒါလေးတွေတီးတဲ့ခါကျတော့ तू ကလည်းပဲအကုန်လုံးတော့မမြဝေပါဘူးခင်ဗျာနော် तू လည်းနှာခေါင်းချီးပါပဲအားလုံးမမွေးပါဘူးဆရာစော်ကားတာတော့မဟုတ်ပါဘူးခင်ဗျာနော် तू လည်းကျွန်တော်တို့ရတင်ဆရာမြင်ဆရာတရားဆရာဒါပေမဲ့လူရဲ့တရားရဲ့တရားဟိုဟာစေတနာလေးတွေဟာအပြီးဝမရှိတဲ့ခါကျတော့တို့တွေတချို့ဆိုတော့ဗောနကျွန်တော်ရအမြင်ပြောမယ်ဆိုတော့သူ့လည်းအပြစ်မပြောပါဘူးသူပဲပညာတင်လာရတာတော့အဲဇယိတ်စကားတွေပေးလာရတဲ့အချိန်တွေအဲ့ဒါတွေလည်းရှိတာဗောန အဲဒါလေးကြတော့သူကအံကုန်တော့မပြောက်တော့ခင်ဗျာနော်အဲအဖျားလေးတွေပြသွားတာပေါ့နော်အမြင့်လေးတွေကကြတော့သူကနည်းနည်းဆရာကြားဆရာကြားဘာညာခြံထားတယ်ပေါ့ဗျာအမေသူတို့လည်းအပြစ်ပြောလို့မရပါဘူးကိုရီးယားလည်းပဲမစာပေမတန့်ဆိုတော့လဲတမျိုးပေါ့အဲသူတို့မှကြတော့လဲစာပေတန့်တယ်ဆိုတော့မတိုင်းပြောရတော့ကျွန်တော်အမြင်မှာကျတော့ပညာကိုမောက်ရတယ်မောက်မယ်ပေါ့ဗျာမမနာတွေပညာတွေသူတို့မှလည်းရှိမယ်လူလိုက်တော့ရှိတာပါပဲကျွန်တော်မှလည်းရှိမယ်အဲအဲ့လိုမျိုးပေါ့ကျွန်တော်လည်းပဲတရားရဂန်တော့ကြီး လူကောင်းရတော့မဟုတ်ပါဘူးခင်ဗျာ။တော့သူရဲ့အာဏာချင်းအာသာချင်းဒါလေးတွေတော့ရှိမယ်ပေါ့ဗျာ။အဲ့ဒါသူကပဲသင်ပေးတော့တယ်သူရဲ့လည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ရာတလောင်လေးသူတို့ပြခဲ့တယ်။သူကကြတော့အဲဒီ second line လေးတွေ IC line လေးတွေ diploma ဘွဲ့ဆိုလားဘာဆိုလားညာဆိုလားအဲရထားတဲ့သူတရားပါအဲ့ဒါတော့သူတို့က i တို့ v တို့ pv တို့ဘာတို့သူတို့ကမြောက်တက်စားတက်တယ်ပေါ့နော်တွဲချင်းလို့တက်တယ်ကျွန်တော်တို့ကကြတော့မရဘူး အဲ့လိုမျိုးတွေအဲသူကလည်းပဲကျွန်တော်တော့ဒိုက်ဒိုက်တော့သူမပြဘူးပေါ့ဗျာအဲသူနဲ့ကျွန်တော်ကတိတ်ကီးမကန်ကျွန်တော်တော့ဒိုက်ဒိုက်မပြဘူးဒီဆိုင်မှာရှိတဲ့အဲလောက်ဖို့ကိုင်ဖေးလေးတွေကိုပြတယ်ကျွန်တော်လည်းသူတို့စီကနေပြန်ရတယ်ပေါ့အဲအဲ့လိုမျိုးသူလည်းတော်ပါတယ်သူတို့ကကြတော့စပေးအခြေခံစီနေတဲ့ခါကျတော့ဒီနည်းနည်းလေးပြင်လိုက်တာသူကဝရေဘုံတွေပါညာတယ်အကုန်လုံးရတယ်ပေါ့နော် second line နဲ့ တော်တော်အဲ့လိုမရအခုတော့သူကမြန်မာပြည်ပြပြီးတော့ site ဖွင့်နေပါပြီတော်တော်လေးကြီးပွားနေပြီဝတ်တာပါတယ်လုံယူပါတယ်ခင်ဗျာနော်ကျွန်တော်တို့ကကျတော့ဒီမှာမြန်မာနိုင်ငံမှာကြော်ခံနေရတယ်ပဲဒီပေါ့ဗျာအဲ့လိုအဲ့လိုသူရဲ့ကုတုကံတော့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ကုတုကံမကောင်းဘူးโอเคဘာပဲဖြစ်ဖြစ်ကြာစီနေတဲ့အမေစီကိုလည်းပတ်စံလေးပို့နိုင်ရယ်အဲဘူတာစုကိုလည်းကျွန်တော်တို့ဒီ ူများနဲ့အဆင်မပြေတော့မှတန်းတူမကြတော့မှကျွန်တော်တို့ဒီစားဟုတ်တာဟုတ်တွေ့တော့စာကျွေးနိုင်တော့ဒါကျွန်တော်တို့ရဲ့တောက်ဖို့ပေါ့ဗျကျွန်တော်တို့ရဲ့ကုသကံပေါ့အဲအဲ့လိုမျိုးအဲ့လိုမျိုးအများကြီးရလည်းမဟုတ်ပါဘူးကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာကြီးတွေဘာညာတာကာတွေချစ်ပြီးပါပြီဆိုရင်ကျွန်တော်တို့ကဒီတုတ်ပင်ဘူးမှာကျွန်တော်တို့ကကျိုးအကြီးလေးပေါ့နော်ဒါတောက်စကွယ်မီလေးနဲ့ထည့်မယ်ဒီစတာကွိုင်းကိုကျတော့ကျွန်တော်တို့ကနံပါတ်1 အဲဒါလေးနဲ့ထည့်မှာဒါကျွန်တော်တို့ဒီမှာခေါင်းလေးနည်းနည်းပေါ်တယ်ပြီးရင်ကျွန်တော်တို့ကဒီဝါရကျိုးကိုဒီမိကျိုးမှာပန်းပြီးတယ်ဆိုတော့ဒီမှာတပတ်ချင်းစီလိုက်ထက်ယူလာမယ်ပေါ့နော်အဲဒီဝါကျွန်တော်ဒီနေရာလေးကိုနည်းနည်းတိုင်းလိုက်တိုင်းလိုက်ပြီးလို့ဆိုရင်ဒီပောက်ကိုလာပြီးလို့ဆိုရင်ကျွန်တော်ဒီမှာမိကျိုးလေးနည်းနည်းစစ်စစ်လေးပေါ့ဗျာလိုရမယ်ရပြီးတော့မှရှင်နေမှကျွန်တော်တို့ပြန်ဖြတ်မယ်ပေါ့ဒါပြီးလို့ဆိုရင်ကျွန်တော်ဒီ ဒီလိုလေးလိမ့်လိုက်လို့ရှိရင်ဒီမှာဝါယာကျိုးတွေအဖျားလေးရဒီမှာချော်ထဲနေဖြစ်နေတော့ကျွန်တော်တို့ကပလေယာလေးနဲ့သူ့ကိုတပါတီအဲအချော်ထဲလေးနဲ့မထီအောင်ဒီမှာကျွန်တော်နည်းနည်းလေးညှပြလိုက်တယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီအာစတချိုးနောက်တစ်ပင်ကိုကျူးရှင်းမယ်ပေါ့ဗျာ Okay ဒီကဝါယာကျိုးလေးကိုလိမ့်မယ်ပြီးရင်ဒီမှာជីကျိုးလေးနဲ့ကျွန်တော်တို့ပတ်မယ်နည်းနည်းပါជីကောင်းမြင်တာပေါ့နော်ကျွန်တော် Okay ဒီမှာပတ်ထားတယ်ပြီးရင်ဒါကိုကျွန်တော်ကခဲစုံမယ်ပေါ့နော်ဒီလိုအပ်တဲ့အားလေးကိုကျွန်တော်တို့ဖြန့်လိုက်မယ်ဒီမှာဆိုအဖျားတော်တော်လေးအထောင်နေလဲဆိုဒါမီဒီယိုထိုးလို့ရှိရင်ဒီမှာထောင်နေတဲ့ဟာလေးကအာဒီအပူခံပိုက်လေးကိုထိုးဖောက်သွားနေတာကိုကျွန်တော်တို့ကတော်တော်လေးအဖျားကိုပဲကွင်းလုံးလေးဖြစ်အောင်ကျွန်တော်ပြန်ပြီးတော့လှုပ်ချပြည့်ရင်ဒီဘက်ကိုလာမယ်ဒီပောက်ကနေထွင်မယ်ဒီကကျိုးကိုဒီကကျိုးကိုဒီဘက်ပောက်ထွင်မယ်ဒီကကျိုးကိုဟိုဘက်ပောက်ထွင်မယ်အဲ့လိုမျိုးကြီးရထားတယ်ပေါ့နော် โอเคတော့တော့အနောက်နည်းနည်းလေးအပြင်ဒီမှာကျွန်တော်က running coin running coin ရဲ့အကျိုးတွေဒါကျွန်တော်ကျိုးအဆင့်ရောက်ကိုမတန်းအောင်ဘူးเนาะဒီနေ့ကအနောက်ကိုနည်းနည်းဆုပ်ပြလိုက်တယ်ပြီးရင်ဒီမှာမိကျိုးအဖြူရောင်းလေးနဲ့ကျွန်တော်ကောင်းပေါ်တာမယ်